こんにちは。私は桜日本語学校の須先生と申します。あらもみんなば桜日本語の学校オンラインクラスからにびろ受講してライバり。今日はね、先生が M4 レベルアドコ漢字レビジョン類でやびろ抜倒びまぽの。えろ M4 レベルをまじゃきま必須だめ、ちゃんちゃん度でアドコ。だめ、ま偏そうでびめれレビジョン変びろ漏ってね、類でアドコば集えびろ先生が M4 漢字レビジョン類でやたん類を噴れびたらဖြစ်ばれぽの。えろ、ปฐมอุจ ပြီးတော့လိလာကြည့်လိုက်ကြရအောင်ပေါ့နော်ပထမဦးဆုံးလေ့လာရမယ့်ခန်းကြီးအစိပ်အပိုင်းလေးကိုကြည့်လိုက်ကြရအောင်။အဲ့တော့ပထမဦးဆုံးခန်းကြီးကတော့ F4 level ဆက်ဆက်ချင်းမှာခြေလို့တင်ထားပို့တဲ့စွမှုလို့ခေါ်တဲ့နေထိုင်သည့် spray ခန်းကြီးလေးကိုအရင်ဆုံးကြည့်ကြည့်ပါမယ်နော်။အဲ့တော့ရေးကြည့်ကြရအောင်ပထမဦးဆုံးသူ့ရဲ့ဆွဲပုံလေးကိုမှတ်မိကြမယ်လို့ထင်ပါတယ်။တစ်ချက်၊နှစ်ချက်၊သုံးချက်ဆွဲမယ်၊လေးချက်ဆွဲတယ်၊ငါးချက်ဆွဲတယ်၊၆ချက်ဆွဲမယ် ခွနဲ့ချက်ဆွေးတယ်ဒီခန်းကြီးအစီအပိုင်းလေးကစွမှုလို့ခေါ်တဲ့နေထိုင်သည့်ခန်းကြီးလေးပြတ်မှတ်မိအောင်ကြည့်မယ်ဆိုရင်ဒီခန်းကြီးအရှိကနှစ်ချက်မြောက်ကဗာလီနဲ့တူလဲဆိုတော့လူခန်းကြီးလို့မှတ်ထားပါအနောက်ကအစီအပိုင်းခန်းကြီးလေးကကြတော့အုံးမုံနာလို့ခေါ်တဲ့အရေးကြီးတဲ့အဓိကဆိုရဲခန်းကြီးလေးပေါ့အဲ့တော့နှစ်မျိုးပေါင်းလိုက်ရင်တို့ကဘာစကလုံးလေးဖြစ်သွားလဲဆိုတော့စွမှုလို့ခေါ်တဲ့နေထိုင်တယ်ဆိုရဲစကလုံးလေးဖြစ်သွားတယ်အဲ့တော့မှတ်ထားပါဒီခန်းကြီးလေးကိုမြင်ရင်ကိုယ့်မျက်လုံးထဲမှာစွမှုနေထိုင် ဲ့စွမီမော့စ်နေထိုင်သည့်ဆိုတဲ့ခန်းကြီးလေးလို့ညလုံးထဲမှာမြင်နေရပါမယ်เนาะအဲ့တော့ပြန်ပြီးတော့ရေးကြည့်ကြပါမယ်ဒီခန်းကြီးလေးကဘာလို့ခေါ်လဲတစ်ချက်နှစ်ချက်သုံးလေး ငါ6ဒီခန်းကြီးအစိတ်အပိုင်းလေးကစွမှုလို့ခေါ်တဲ့နေထိုင်သည်ဆိုရဲခန်းကြီးလေးပါဒါလေးကိုဘယ်လိုခေါ်မလဲစွမှုနေထိုင်သည်ဒါလေးကပထမဦးဆုံးခန်းကြီးတစ်လုံးလေးပါနောက်တစ်လုံးလေးကြည့်စီရအောင်နောက်ထပ်ခန်းကြီးနှလုံးမြောင်လေးကြည့်ကြည့်မယ်ဘာလေးလဲဆိုတော့တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ် 3ချက်ဆွဲမေ4ချက်ဆွဲမေ5ချက်ဆွဲမေ6ချက်ဆွဲမေ8ချက်ဆွဲမေပြန်ဆွဲကြည့်လိုက်ရအောင်တစ်ချက်နှစ်ချက်ဆွဲမေ3ချက်ဆွဲမေ ၄ချက်၅ချက်ဆွဲမေ၆ချက်ဆွဲမေ9ချက်လေးဆွဲမေဒီခန်းစည်းလေးကဘာလို့မှထားတာလဲကိုတွေကတုတ်ကိုရူလို့ခေါ်တဲ့နေရာခန်းစည်းလေးဆိုပြီးတော့မှတ်ထားပေးတာ ဟုတ်တယ်နော်အဲ့တော့ဒီညမှာလာပြီအဲ့တော့ဆောင်းလာကပထမအဦးဆုံးဆွဲလိုက်တယ်စမ်းစိတ်တို့ဆွဲလိုက်တယ်နေထိုင်ဒီ thread ခန်းစည်းလေးပြန်ဆွဲကြည့်မယ်တစ်ချက်၂ချက်ဆွဲတယ်၃ချက်၄ချက်၅ချက် 6ချက်ခုနှစ်ချက်ဆိုရယ်ဒီခန်းကြီးလေးကိုဘာလို့မှတ်ထားတာလဲစွန့်မှုနေထိုင်ဒီလို့မှတ်ထားတာစောနာကတုတ်ကိုတို့ခန်းကြီးလေးပြန်ဆိုရေးကြည့်မယ်ဒါလေးကတုတ်ကိုတို့လို့ခေါ်တဲ့နေရာခန်းကြီးလေးသူတလုံးနေဆိုရင်အဲ့တော့နေထိုင်တာနဲ့နေရာလို့ခေါ်တဲ့တုတ်ကိုတို့နဲ့ပေါင်းလိုက်ရင်သူတို့ကဘာဖြစ်သွားပြီလဲဆိုတော့ဂျူရှောလို့ခေါ်တဲ့လိပ်စာဆိုတာဖြစ်သွားပြီမှတ်ထားမယ်စွန့်မှုနေထိုင်ဒီကသူများနဲ့ပေါင်းဂျူတုတ်ကိုတို့ကသူများနဲ့ပေါင်း င်ရင်အတန်ထွက်ကရှော့နှလုံးပေါက်လိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဂျူးရှော့လို့ခေါ်တဲ့နေဟာဆိုလိတ်တာဆိုရယ်ခန်းစီလေးဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့ဂျူးရှော့ဆိုရယ်လိတ်စာခန်းကြီးလေးတစ်လုံးတွဲလုံးလေးတစ်လုံးရသွားပြီစမ်းစေတို့ပြန်မျောမယ်နေထိုင်နေတဲ့စုမှုနဲ့တုတ်ကိုလို့ဆိုရယ်နေရာနဲ့ပေါင်းလိုက်ရင်ဘာရသွားမလဲဂျူးရှော့လို့ခေါ်တဲ့လိတ်စာခန်းကြီးလေးရသွားမယ်ဟုတ်ပြီအဲ့တော့နောက်တစ်လုံးလေးထပ်ပြီးတော့ကြည့်ကြရအောင် အဲ့တော့နောက်တစ်လုံးလေးကိုကြည့်ကြည့်မယ်နောက်ထပ်ခန်းကြီးလေးတစ်လုံးကဗာလီလေးဆိုတော့ရေးကြည့်မယ်ပထမဦးဆုံးတက်ချက်ဆွေးမယ်နှစ်ချက်ဆွေးမယ် 3ချက်ဆွဲလိုက်ပြီး4ချက်ဆွဲမယ်5ချက်ဆွဲတယ်ပြန်ဆွဲကြည့်မယ်တစ်ချက်ဆွဲမယ်2ချက်ဆွဲမယ်3ချက်ဆွဲမယ်4ချက်ဆွဲမယ်5ချက်ဆွဲမယ်ဒါလေးကဘာလို့ခေါ်တာလဲကြည်ကြည်တော့ဒါလေးက min ဆိုပြီးတော့မှတ်ထားမယ်သူ့ရဲ့အတန်ထွက်က min အဲ့တော့အဲ့ဒီ min နဲ့ဘာနဲ့ပေါင်းမလဲလို့ကြည်ကြည်လိုက်ကြရအောင်အဲ့တော့ကြည်ကြည်မယ်စောနာကနေထိုင်သည်ဆိုတဲ့ခန်းကြီးလေးပြန်ရေး ကြည့်ပါ။ဩတစ်ချက်နှစ်ချက်ဆွဲမယ်။သုံးချက်၊လေးချက်၊ငါးချက်၊ခြောက်ချက်၊ခုနှစ်ချက်ဒါကစုမှုလို့ခေါ်တဲ့နေထိုင်သည့်စရိတ်ခန်းကြီးလေး။သူနဲ့စောနာကမင်းလို့ခေါ်တဲ့ခန်းကြီးလေးနဲ့ပေါင်းလိုက်ရင်ဘာအတန်ထွက်လေးရမလဲဆိုတော့ကြည့်ကြည့်လိုက်တော့ Jew Min လို့ခေါ်တဲ့နေထိုင်သူဆိုရဲစကလုံးလေးရသွားပြီ။ဘာလို့ခေါ်လဲ Jew Min လို့ခေါ်တယ်။ Jew Min ရဲ့အတိတ်ဘေးကဘာလဲနေထ ိုင်သူဘာနဲ့ပေါင်းထားတာလဲနေထိုင်နေဆိုရဲစုမှုနဲ့ mean ဆိုရဲခန်းစီနဲ့ပေါင်းရင် jiu mean ကိုခေါ်တဲ့နေထိုင်သူဆိုရဲခန်းစီလေးတွဲလုံးလေးတစ်လုံးရသွားပြီဟုတ်ပြီနော်အဲ့တော့နောက်တစ်လုံးလေးကြည့်ကြည့်ရအောင်အဲ့တော့နောက်တစ်လုံးလေးကဒီခန်းစီလေးသုံးလုံးမြောင်ခန်းစီလေးကြည့်ကြည့်ရအောင်ဘလို့ဆွဲလဲဆိုတော့ခတာခနာမာတုံးကကိုတွေဆွဲခဲ့ဘူးတဲ့မှုလို့ခေါ်တဲ့စကလုံးလေးမှတ်မိအောင်မယ်ဆိုရင်ထင်းနေခတာခနာတုံးကမှုလေးဆွဲပြီးသူ့ရဲ့အောက်ကလေးမ ှာပါဇက်ပေါက်ခန်းကြီးခုချီလေးထည့်ထားတာပြန်ဆွဲကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ငါးချက်ဆွဲလိုက်ကြဒါလေးကပါလေးလို့ခေါ်လေးဆိုတော့သူ့ရဲ့စကလုံးလေးကဒိုင်းဆိုပြီးတော့မှတ်ထားမယ်ဒါလေးကိုဘလို့မှတ်မလဲဒိုင်းဆိုပြီးတော့မှတ်ထားမယ်ဒါလေးကဒိုင်းကိုခေါ်တယ်ဟုတ်ပြီအဲ့တော့အဲ့ဒီဒိုင်းလေးနဲ့ဘာနဲ့ပေါင်းမလဲကြည့်ကြည့်လိုက်မယ် အဲ့တော့အဲ့ဒီခန်းစီဒိုင်လေးကိုပြန်ရေးကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်လေးချက် နှားချက်ဆွဲတယ်ဒါလေးကဒိုင်းကိုခေါ်တာသူနဲ့ဘာနဲ့ပေါင်းမလဲဆိုတော့တုတ်ကိုလိုလိုခေါ်တဲ့နေရခန်းကြီးလေးနဲ့ပေါင်းလိုက်မယ်ဒါလေးကတုတ်ကိုလိုလေးနဲ့အဲ့ဒါဆိုရင်ဘာစကလုံးလေးရမလဲမှန်းကြည့်ပါဦးဘာလို့ဖြတ်သွားမလဲဒိုင်းတုတ်ကိုလိုဆိုပြီးဖြတ်သွားမယ်အဲ့ဒီမှာထူးခြားချက်ကတုတ်ကိုလိုရဲ့အတန်ထွက်ကတုတ်ကိုလိုဆိုရဲဒန်ဒန်တနှားတွေတုတ်ကိုလိုလိုဖြတ်သွားမယ်နော်အဲ့ဒါလေးတစ်ခုကိုတတိထားမယ်ဒိုင်းဆိုရဲခန်းကြီးနဲ့တုတ်ကိုလိုနဲ့ပေါင်းရင်ဘာရမလဲ လေဒိုင်းဒုကိုတို့ဆိုရဲမီးဘူချောင်းဆိုရဲစကလုံးလေးရသွားမယ်ဒိုင်းဒုကိုတို့မီးဘူချောင်းဟုတ်ပြီအဲ့ဒါဆိုရင်တုံးလုံးမြောင်ခန်းကြီးလေးရသွားမယ်အဲ့တော့နောက်တစ်လုံးလေးကြည့်ကြည့်ရအောင်အဲ့တော့နောက်တစ်လုံးလေးကိုကြည့်ကြည့်လိုက်တော့ကြီးကြည့်မယ်ဘာခန်းကြီးလေးလဲဆိုတော့ပထမဦးဆုံးတက်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲလိုက်ပြီ ပြီးကြရင်ထပ်ဆွဲမယ်၄ချက်၅ချက်ဆွဲမယ်၆ချက် ခွနာချက်လေးဆွဲလိုက်ပြီးပြီးရင်ရှစ်ချက်လေးဆွဲမယ်ကိုးချက်လေးဆွဲမယ်ဆယ်ချက်ဆွဲမယ်ဆက်တချက်ဆက်နှစ်ချက်လေးဆွဲထားကြဒါလေးကဘာလို့မှတ်မလဲဆိုတော့ဘာလို့မှတ်ထားမလဲသူ့အတန်ထွက်ကိုဘာပေးကြမှာဘယ်နားမှာတုံးနေဘာလဲဆိုတော့ကိုစမ်းတယ်ကြောပြရမယ်အဲ့တော့ပြန်ကြည့်မယ်ပြန်ရေးကြမယ်ပထမဦးဆုံးတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲလိုက်မယ် နေကျငါးချက်ဆွဲမေ၆ချက်ခုနှစ်ချက်လေးဆွဲမေ၈ချက်ဆွဲမေ၉ချက်ဆွဲမေ၁ချက်ဆွဲမေ၁၁ချက်၁၂ချက်လေးဆွဲမေသူ့အတန်ထွက်ကိုမှတ်ထားပါလေလေဘာလို့ခေါ်တဲ့စကားလုံးလေးဘာလို့ခေါ်တဲ့ဒီစကားလုံးကဘာလို့ခေါ်လဲ ဘလို့ခေါ်တယ်ဟုတ်ပြီအဲ့တော့အဲ့ဒီဘလေးကိုဘာနဲ့ပေါင်းမလဲလို့မှတ်ကြည့်ရအောင်အဲ့တော့အဲ့ဒီဘလေးကိုပြန်ရင်းကြည့်လိုက်ရအောင်ပထမအဦးဆုံးဘာဆိုရလဲတစ်ချက်နှစ်ချက်ဆိုရလေသုံးချက်လေးချက်ငါးချက်ခြောက်ချက်ခွနှစ်ချက်ဆိုရလေရှစ်ချက်ဆိုရမယ်ကိုးချက်ဆိုရမယ်စေးချက်ဆိုရလေဆက်တချက်ဆက်နှစ်ချက်ဆိုရလေသူနဲ့ဘာနဲ့ပေါင်းမလဲဆိုတော့တုတ်ကိုတို့ ုခေါ်တဲ့နေရခန်းစီလေးနဲ့ပေါင်းချလိုက်မယ်ဒါလေးကတုတ်ကိုတို့တို့ခေါ်တဲ့နေရခန်းစီလေးအဲ့တော့နှစ်မျိုးပေါင်းလိုက်ရင်ဘာဖြစ်မယ်တို့ခံမန်းလေဘာရှော့ဆိုရဲစကလုံးလေးရာသွားပြီဘာရှော့ဘာဆိုရဲခန်းစီနဲ့တုတ်ကိုတို့ဆိုရဲနေရခန်းစီနဲ့ပေါင်းရင်တွဲလုံးလေးတစ်လုံးရာပြီဘာရှော့ဘာရှော့ဆိုတာဘာလဲနေရကိုပြောတာဘာရှော့ဆိုတာကနေရအဲ့တော့နေရတွဲလုံးလေးတစ်လုံးရာသွားမယ်ဘာခန်းစီလေးနဲ့တုတ်ကိုတို့ဆိုရဲနေရခန်းစီနဲ့ပ ောင်းရင်ဘာရမလဲဘာလျှော်လို့ခေါ်တဲ့နေရာစရာကရသွားပြီဟုတ်ပြီနော်အဲ့တော့ဆိုရင်နောက်တစ်လုံးလေးဆက်ပြီးတော့ကြည့်ကြည့်မယ်။အဲ့တော့နောက်တစ်လုံးလေးနောက်တစ်လုံးလေးကိုကြည့်ကြည့်လိုက်မယ်။နောက်တစ်လုံးလေးဒါလီကိုမြင်ဘူးမလား။ဒါလီကတော့မြင်ဘူးပါမယ်။ M5 တင်ပြသားလူလေးဆိုရင်ဒါလီလေးဆိုတော့တစ်ချက်ဆွဲမယ်၊နှစ်ချက်ဆွဲမယ်၊သုံးချက်ဆွဲမယ်၊လေးချက်၊ငါးချက်ဆွဲလိုက်ပြီ။ ပြင်ကလေးကနေ6ချက်ဆွဲမယ်ခွနချက်7ချက်လေးဆွဲလိုက်မယ်ဒါလေးကိုမြင်ဘူးမဲ့ခြင်းနဲ့ပြန်ဆွဲကြည့်ရအောင်တစ်ချက်ဆွဲမယ်နှစ်ချက်3ချက်ဆွဲမယ်4ချက်5ချက်6ချက်ခွနချက်7ချက်ဆွဲထားတာဒါလေးကပါဠိလေးဆိုတော့မှန်းကြည့်ရအောင်ဟီဂါရှိလို့ခေါ်တယ်ဟီဂါရှိဆိုတာကအရှိကိုပြောတာအဲ့တော့ဒါလေးကအရှိခံကြည့်လေး ေဟီဂါရှိလို့ခေါ်တယ်ဒါပေမဲ့သူကသူများနဲ့ပေါင်းရင်အတန်ထွက်ကတိုးဆိုပြီးတော့အတန်ထွက်တာဒီခန်းကြီးလေးညင်ရင်ဘာလို့မှတ်မလဲဟီဂါရှိလို့ခေါ်တယ်အရှိခန်းကြီးလို့မှတ်ထားမယ်ဟုတ်ပြီအဲ့တော့နောက်တစ်လုံးလေးကြည့်ကြည့်ရအောင်အဲ့တော့နောက်ထပ်ခန်းစီတစ်လုံးလေးကိုမှန်းကြည့်မယ်ဗာလေးလေးဆိုတော့တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲမယ်ငါးချက် ချောင်းချက်ခွန်နှက်ချက်ရှစ်ချက်ရှိမေဒါလီယာပါဠိလေးဆိုတော့ပြန်ဆွေးကြည့်မေတစ်ချက်ဆွေးမေနှစ်ချက်ဆွေးမေသုံးချက်ဆွေးမေလေးချက်ငါးချက်ဆွေးမေချောင်းချက်ခွန်နှက်ချက်ရှစ်ချက်ရှိတယ်ဒါလီရဲ့အတန်ထွက်ကခယောဆိုပြီးတော့မှတ်ထားမေဘလို့မှတ်မလဲသူ့အတန်ထွက်ကိုခယောလို့မှတ်ထားမေသူ့အတန်ထွက်ကိုဘာလို့မှတ်မလဲခယောလို့မှတ် ထားမယ်။ဟုတ်ပြီအဲ့တော့ပြန်ရေးကြည့်မယ်။ဆောနာကကိုဒီတိထားတာကဘာလို့တိထားလဲ။ဟီဂါရှိဆိုတဲ့အရှိခံကြီးလေးပြန်ဆွေးကြည့်ရအောင်။တစ်ချက်၊နှစ်ချက်၊သုံးချက်ဆွေးတယ်၊လေးချက်၊ငါးချက် 6ချက်ဆွေးချရတယ်9ချက်10ချက်ဆွေးတာအဲ့ဒါလေးကဟီကာရှိဆိုရဲအရှိခန်းကြီးလေးသူနဲ့ဘာနဲ့ပေါင်းမလဲဆွမ်းနာကခယောလို့ခေါ်တဲ့စကလုံးလေးခန်းကြီးနဲ့ပေါင်းလိုက်မယ်ဒါလေးကခယောအဲ့တော့နှလုံးပေါင်းလိုက်တဲ့အချိန်မှာအတန်ထွက်ကဘာဖြစ်မယ်လို့ထင်လဲဘာဖြစ်သွားလဲဆိုတော့တိုကျိုဆိုရဲတိုကျိုမြို့လို့ခေါ်တဲ့စကလုံးလေးတစ်လုံးရသွားပြီ ဟီကာရှိစရိုင်းခန့်ကြီးကသူများနေပောင်းရင်အတန်ထွက်ကသူ့လိုအတန်ထွက်ကြမိယာကိုလိုခေါ်တဲ့မြို့တော်ခန့်ကြီးကသူများနေပောင်းရင်အတန်ထွက်က ခယောဆိုရင်အတန်ရှည်ဆွဲတဲ့ခယောလေးအတန်ထွက်ဖြစ်မှာအဲ့တော့နှမျိုးပေါင်းလိုက်ရင်ဘာလေးရပြီလဲတိုခယောတိုခယောဆိုတာကတိုကီယိုမြို့ကို ပြောတာဟုတ်ပြီနော်အဲ့တော့အရှိပတ်မှာတိုကီယိုမြို့ကရှိတယ်လို့မှတ်လိုက်မယ်အဲ့ဒီအတွက်အရှိခန်းကြီးကပါကိုပါရမယ်အဲ့ဒီအတွက်တိုခယောတိုခယောဆိုတာတိုကီယိုမြို့ကိုပြောတာဟုတ်ပြီနော်အဲ့တော့နောက်တစ်လုံးလေးဆက်ပြီးတော့ကြည့်ကြည့်မယ်အဲ့တော့နောက်တစ်လုံးလေးအဲ့တော့နောက်တစ်လုံးလေးကိုမှန်းကြည့်မယ်အဲ့တော့နောက်တစ်လုံးလေးကိုကြည့်လိုက်ကြမယ် အဲ့တော့ပထမဦးဆုံးဆွေးကြည့်ရအောင်ပထမဦးဆုံးဆွေးကြည့်လိုက်တော့တစ်ချက်ဆွေးမေနှစ်ချက်ဆွေးမေသုံးချက်ဆွေးမေလေးချက်ဆွေးမေငါးချက်ဆွေးမေ၆ချက်ဆွေးမေခုနှစ်ချက် ရှစ်ချက်ဆွေးထားတာဒါလေးကလေ အရှိမတော်ကတင်ပူးတဲ့မွန်းနိုလို့ခေါ်တဲ့ဒီအန်ဖိုးမာတင်တင်ပူးတဲ့သူကမွန်းနိုလို့ခေါ်တဲ့เนาะဒါမှမဟုတ်တခါတလေကြာရင်ရှာအင်းဝန်တန်းလို့ဒီနေရာမှာတုံးတဲ့စက္ကလောင်းလေးအဲ့ဒီအနောက်ကလေးမှာသူတို့တုံးတင်ကေတာလေးတစ်ခုပါလိုက်တော့ညာသူ့ရဲ့အတန်ထွက်ကသူ့ဆရဲ့အတန်ထွက်တလုံးကြီးဖြစ်သွားတာပြန်ဆွေးကြည့်မယ်တစ်ချက်နှစ်ချက်ဆွေးတယ်သုံးချက်လေးချက်ဆွေးမယ် ေ9ချက်6ချက်9ချက်10ချက်ဆိုရတယ်9ချက်စေကျဲစတဲ့ချဲဆွေးလိုက်တာသူ့အတာထွက်ကိုဘာလို့မှတ်မလဲသူ့ဆိုပြီးတလုံးထဲမှတ်လိုက်သူ့ဆိုပြီးတော့မှတ်ထားမယ်အဲ့တော့နောက်တလုံးလေးရေးကြည့်ရအောင်အဲ့တော့သူ့နောက်တလုံးလေးကိုကြည့်ကြည့်မယ်နောက်တလုံးလေးကကြတော့တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ် 3ချက်ဆွဲလိုက်မယ်4ချက်5ချက်ဆွဲမယ်6ချက်ရှိတယ်ဟုတ်ပြီဒါလိယဘာလီခန်းကြီးလဲဆိုတော့အဥလို့ခေါ်တဲ့ကန့်ညီတီဆိုရဲခန်းကြီးလေးပြန်ဆွဲမယ် တချက်နှစ်ချက်သုံးချက်ဆွဲမေလေးချက်ငါးချက်ဆွဲမေ၆ချက်ဆွဲမေဒါလေးကဘယ်နေရာမှာသုံးတာလဲအာဥအာဥဆိုတာကကဋ္ဌိတိဆိုရဲခန်းကြီးလေးဒီခန်းကြီးလေးကအာဥလို့ခေါ်တဲ့ကဋ္ဌိတိဆိုရဲခန်းကြီးလေးအဲ့ဒီခန်းကြီးကသူများနဲ့ပေါင်ရင်အတန်ထွက်ကဘာလို့ထွက်လဲဆိုတော့ဂိုးဆိုပြီးတော့အတန်ထွက်တယ်သူများနဲ့ပေါင်ရင်အတန်ထွက်ကဂိုးဆိုပြီးတော့အတန် န်ထွက်ပြီးတော့ထွက်တာအဲ့တော့သူ့ကိုတေချာမှတ်ထားရမှာကတော့အာဦးကန့်ရည်သည်ဆိုပြီးတော့မှတ်ထားပြီးမယ်နော်အဲ့တော့ဆက်ပြီးတော့ကြည်ကြည်မယ်အဲ့တော့ဆောင်းနာကတူလို့ခေါ်တဲ့ခန်းကြီးလေးပြန်ရေးကြည့်ရအောင်ဘလို့ရေးတာလဲတစ်ချက်နှစ်ချက် 3ချက်4ချက်ဆွေးတယ်5ချက်6ချက်9ချက်10ချက်ဆွေးတယ်9ချက်10ချက်17ချက်ဆွေးတာသူကသူများနဲ့ပေါင်းရင် အတန်ထွက်ကစလို့အတန်ထွက်တာသူတစ်လုံးနဲ့ဆိုရင်တိုးဒါမှမဟုတ်စွတ်ဆိုပြီးတော့အတန်ထွက်ပေးတာအဲ့ဒါနောက်တစ်လုံးလေးရေးကြည့်ရအောင်အဲ့ဒီစွတ်ကလေးနဲ့နောက်တစ်ခုကစွမ်းနာကကိုက်ညီတီဆိုရဲခန်းကြီးလေးကိုဆွေးလိုက်ပြီးအဥလို့ခေါ်တဲ့ကိုက် ညီတီဆိုရဲခန်းကြီးလေးအဲ့တော့အဲ့ဒီကိုင်းညီတီဆိုရဲခန်းကြီးကသူများနဲ့ပေါင်ရင်အတန်ထွက်ကဂူးဆိုပြီးတော့အတန်ထွက်တာအဲ့နှစ်မျိုးပေါင်းလိုက်ရင်စဂေါအဲ့တော့စဂေါကအီစဂေါကဝါဒူအီအချင်းနေကောင်းတော့အချင်းနေမကောင်းတော့သူတို့စဂေါကအီစဂေါကဝါဒူအီဒီနေရာမှာသုံးနေတွဲလုံးနေရသွားမယ်အာဥစရဲကိုင်းညီတီခန်းကြီးနဲ့တူလို့ခေါ်တဲ့စကလုံးနဲ့ပေါင်းလိုက်တဲ့အချိန်မှာအတန်ထွက်ပါရမယ်လေစဂေါ go အဲ့ဒီ so go ကဘယ်မှာတုံးတာလဲ so go က e so go က why do e ဒီနေရာမှာတုံးနေတွဲလုံးလေးတွေဟုတ်ပြီနော်အဲ့တော့နောက်တစ်လုံးနေဆက်ပြီးတော့ကြည့်ကြည့်ရအောင်အဲ့တော့နောက်တစ်လုံးလေးကြည့်စီမယ်နောက်တစ်လုံးလေးကကြတော့ကြည့်လိုက်ကြတော့ဘာလေးရှိမလဲဆိုတော့အထီခန်းကြီးလေးဘာခန်းကြီးလေးလဲဆိုတော့လွယ်လွယ်လေးပဲသွားကြမယ်တက်ချက်ဆွဲမယ်နှစ်ချက် 3ချက်ဆွဲမယ်4ချက်5ချက်ရှိမယ်ဒါလေးက N5 မှာဆိုရင်တလို့ခေါ်တယ်လေကွင်းခန်းကြီးလေလေကွင်းခန်းကြီးဘေးနားမှာတစ်ချက် နှစ်ချက်ထပ်ပြီးတော့ဆွဲတာပြန်ဆွဲကြည့်မယ်နော်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ငါးချက်ခြောက်ချက်ခုနှစ်ချက်ဆွဲတာဒါလေးကဘာလို့ခေါ်လဲဆိုတော့မတ်ချီလို့ခေါ်တယ်မတ်ချီဆိုတာကမြို့ကိုပြောတာအဲ့တော့ဒါလေးကမြို့ခန်းကြီးလေးတစ်လုံးပဲမှတ်ထားလိုက်ဒါလေးကလေကွင်းလေကွင်းမှာဆိုရင်မတ်ချီဆိုရင်မြို့ဟုတ်ပြီနော်လေကွင်းပါရင်မတ်ချီလို့မှတ်ထားမယ်လေကွင်းလေးရဲ့အောက်အနောက်ကထိက ြောက်ပုံစံမျိုးလေးရဲ့ပါတယ်ဆိုရင် matching ဆိုရဲမျိုးလို့မှတ်ထားပေးမယ်အဲ့တော့နောက်တစ်လုံးလေးဆက်ပြီးတော့ကြည့်ကြည့်မယ်အဲ့နောက်တစ်လုံးလေးကကြတော့ကြည့်ကြည့်ရအောင် ရေးကြည့်ကြမယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်ပြီးရင်သုံးချက်ဆွဲမယ်လေးချက်ဆွဲမယ် ငါချက်ချောင်းချက်ဆွေးမေခွနဲ့ချက်ဆွေးတာပြန်ဆွေးကြည့်မေတချက်နှစ်ချက်ဆွေးမေသုံးချက်လေးချက်ဆွေးမေငါချက်ချောင်းချက်ခွနဲ့ချက်ဆွေးတယ်ဒီခန်းစည်းလေးနမေကကြတော့မူရာလို့ခေါ်တယ်ဒီခန်းစည်းနမေကဘာလို့ခေါ်တာမူရာလို့ခေါ်တာဒီခန်းစည်းနမေကမူရာလို့ခေါ်တာဟုတ်ပြီနော်အဲ့တော့နောက်ထပ်ခန်းစည်းလေးတစ်မျိုးထပ်ပြီးတော့ကြည့်ကြည့်မေ အဲ့တော့နောက်ထပ်ခန်းစည်းတစ်မျိုးလေးကဒီခန်းစည်းလေးတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ် ၃ချက်၄ချက်အဲ့ဒီခလေးကဆွဲလိုက်တဲ့အစီအပိုင်းလေးကိုမြင်ဘူးကြလားအဲ့ဒါလေးကခတာခနာမာတို့ကမဲကိုရေးတဲ့ပုံစံလေးကိုဖောင်းခတ်ပြီးတော့စန်းစေတို့ကရေးထားရင်ဒါလေးကခုလို့ခေါ်တဲ့ရောက်ွက်ခန်းကြီးလေးပြန်ဆွဲကြည့်မယ်တက်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်၃ချက်၄ချက်၅ချက်ဆွဲတာဒါလေးကဘာလဲခုလို့ခေါ်တဲ့ခုဆိုတာဘယ်နေရာမှာတုံးတာလေရောက်ွက်ဆိုတဲ့စကားလုံးမှာတုံးတာဖောင်းခတ်ထားတယ်မဲတဲ့ ဲ့အရာတွေကိုဘောင်ဖတ်ထားတာမဲစကလုံးလေးပါတယ်လေအဲ့တော့မဲတဲ့အရာတွေကိုဘောင်ခတ်ထားရင် cool ray ရောက်ကွက်ပေး hobby နော်အဲ့ဒါဆိုရင်ဆန်းစိကဒီနေ့ခန်းစည်းတွေကိုတင်သွားပေးပါတယ်အဲ့တော့ဒီနေ့တင်သွားတဲ့ M4 ခန်းစည်းလေးတွေကအလုံးတွယ်အဆင်ပြေမယ်လို့ထင်ပါတယ်ကျောင်းသားကျောင်းသူတွေဆောင်ပွဲဖြစ်စွာကြမယ်ကျောင်းသားကျောင်းသူတွေအထက်လက်အထောက်တနေရာကနေအထောက်ကိုပြင်မယ်လို့ဆန်းစိကကြီးမှန်းပါတယ်နော်ကြီးရပါတယ်အဲ့တော့နောက်ထပ်နဲ့နောက်ထပ်ဗီဒီယိုတွေကိုဆက်ပြီးတော့တင်သွားပေးမှာဖြစ်တဲ့အတွက်အထူးလိုက် က်ပါပြီးတော့လေးလာကြဖို့အတွက်စင်စရာဖိတ်ခေါ်ကြပါနေနော်အဲ့တော့နောက်ထပ်ဗီဒီယိုတွေကိုလည်းစောင့်မျှော်ကြည့်ရှုပေးပါအောင်အားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်